အဲ့တော့73ခုမြောက်မြင်ရမယ့်အနေအထားတစ်ခုကိုမြတ်စွာဘုရားဘယ်လိုဟောတော့ဆိုပင်ဆက်ခံနေဥပတ္တကတောပတ္တံတောအနုလောမိကံခန္တိန်ပฏิလဘတိပင်ဆက်ခံနေမိမိတို့ရဲ့တဏ္ဏမှာရှိတဲ့ခန္ဓာ၅ပါးတို့ကိုဥပတ္တကတောကပ်ရောက်နှိမ့်ဆက်နေတဲ့ဘေးရန်လို့ ပတ္တံတော်ရှုမြင်တဲ့ပုဂ္ဂိုလ်ဟာအနုလောမိကံခန္တေအနုလောမိကခန္တီဉာဏ်လို့ဆိုတဲ့ဝိပဿနာဉာဏ်ကိုပฏิလေဝတိရလာနိုင်ပါတယ်လို့ဟောခန္ဓာငါးပါးကိုဘယ်လိုမြင်ရမလဲလို့ဆိုတာကိုဖော်ပြတယ်ဥပတ္တကခန္ဓာကိုယ်ပေါ်မှာဆွဲဆွဲကပ်ပြီးတော့ဒုက္ခပေးနေတဲ့အရာကိုဥပတ္တကလို့ခေါ်တယ် အဲ့ဒီဥပတ္တကဆိုတဲ့ခန္ဓာကိုယ်ပေါ်မှာဆွဲကပ်ပြီးတော့နေတဲ့ဘေးရန်အနေရတမျိုးလို့ဟောခန္ဓာ၅ပါးကိုဥပတ္တကဘေးရန်ကြီးပဲလို့ဒီလိုမြင်ပါတဲ့ဒီလိုရှုမြင်နိုင်ရမယ်။ဘာဖြစ်လို့ကိုယ်တဏ္ဏမှာရှိတဲ့ယုတ်ဝေဒနာတင်ညာသင်္ခါရဝิญဉ်လို့ဆိုရဲခန္ဓာ၅ပါးကိုဥပတ္တကဆွဲကပ်နေတဲ့ဘေးရန်ကြီးလို့ဘာဖြစ်လို့မြင်ရမှာတော့ ဘယ်လိုကြောင့်မြင်ရတာတုံးလို့ဆိုအနေကေဟိအနတ္ထေဟိအနုဘန္ဒနာတုံးအဲ့ဒီဝေဒနာကပ်ပြီးတော့နှိမ့်ဆက်နေပြီဆိုရင်ဆိုပါစို့ဆုံးပြူစားတာလို့နော်နတ်ဆိုးတွေကဖန်ဆင်းပြီးတော့နတ်ဆိုးတွေဖန်စားထားတာလို့ဆိုလို့ရှိရင်လူတယောက်ဟာဆုံးပြူစားခံရတာလို့နတ်ဆိုးဖန်စားခံရတာလို့တရေအပုခံရတာလို့ဆိုရင်ကြည့်လေ သူ့တဏ္ဍမှာဆွဲကပ်နေတဲ့အရာတစ်ခုဟာမကူစားနိုင်လို့ရှိရင်ဒီလူဟာဒုက္ခရောက်သွားနိုင်တယ်ပေါ့အကျိုးမဲ့ကိစ္စတွေဟာအလုံးဟာသူ့တဏ္ဍမှာဖြစ်သွားနေခန္ဓာ၅ပါးဟာလေအဲ့တိုင်းပဲတဲ့နတ်ဖန်းစားထားတယ်လို့ကိုယ်တဏ္ဍမှာဆွဲကပ်နေတဲ့အရာကြီးတစ်ခုပဲလို့ဒီလိုရှုပြင်တယ်ဘာဖြစ်လို့ခန္ဓာ၅ပါးကဆွဲကပ်နေတဲ့အရာလို့ပြောတာတော့လို့ဆို အနေကေဟိအနတ္ထေဟိများစွာသောအကျိုးမဲ့တွေဟာအနုပန္ဒတာယအစင်မပြတ်နောက်ဆက်တွဲအနေနဲ့လိုက်ပါနိုင်တာဖြစ်သောကြောင့်ဟုတ်ပြီခန္ဓာရထားတဲ့ပုဂ္ဂိုလ်ဟာနော်အမျိုးစုံဒုက္ခတွေရောက်နိုင်တာပဲယောဂဝေဒနာတွေလည်းခန္ဓာရထားတဲ့ပုဂ္ဂိုလ်ဖြစ်တာပဲလောကမှာကြုံတွေ့ရမယ့် ဒုက္ခဝေဒနာတွေအလုံးဟာခန္ဓာပေါ်မှာသာကြာရောက်တာဖြစ်အဲ့တော့ခန္ဓာဟာဒုက္ခဝေဒနာအလုံးကိုဖိတ်ခေါ်နေတယ်လို့ရှိတယ်အကယ်၍သာဒီခန္ဓာမရှိဘူးဆိုရင်ဒီအကျိုးမဲ့ကိစ္စတွေဟာဖြစ်နိုင်စရာအကြောင်းမရှိဘူးတဲ့ဒီလောကမှာဖြစ်ပေါ်လာတဲ့အကျိုးမဲ့ကိစ္စတွေတေချာစဉ်းစားကြည့်ခန္ဓာရလာပြီဆိုရင် နောက်ဆက်တွဲကဘာတွေပါလာတော့ လူဘဝမှာလူရဲ့လူမွေးလာလို့ခန္ဓာ၅ပါးရလာပြီဆိုရင်ဒါလူသားတယောက်အနေနဲ့စဉ်းစားကြည့်ဘာဖြစ်လာတော့ခေါင်းကိုက်မယ်ဖျားမယ်နာမယ်တခုဖြစ်မှာအေးဘာမှမဖြစ်ဘူးကျန်းမာတယ်ဆိုလို့ရှိရင်ရှိတပြေးပြေးအိုးလာမယ်နော်အိုးလာလို့ရှိရင်သဘင်နေဖြူလာမယ်သွားတွေကျိုးလာမယ်တခုတော့ခန္ဓာကိုယ်ဟာရုပ်ပြည့်ဆင်ပြန်တပြေးပြေးရောက်လာတာ အဲ့တော့မကောင်းတဲ့အကျိုးမဲ့တွေခန္ဓာကိုယ်ပေါ်မှာရောက်လာတယ်ဆိုတာဒီဖြစ်ပေါ်လာတယ်ဆိုတာခန္ဓာရထားလို့သာဖြစ်တာခုနတုန်းကဥပတ္တကဆိုတဲ့ယောဂဆုဘေးရန်ဆုကတ်ထားတဲ့ပုဂ္ဂိုလ်ရဲ့နောက်မှာဒုက္ခဝေဒနာတွေတတိကြီးလိုက်နေတယ်လို့ပဲခန္ဓာရထားတဲ့ရဲ့နောက်မှာလည်းပဲတတိကြီးလိုက်နေတာ ဖြစ်တယ်လို့ဒါကြောင့်မို့လို့ခန္ဓာကိုယ်ကြီးနဲ့ခုနက ကန့်ရောက်နှိပ်စက်နေတဲ့အန္တရာယ်တွေနဲ့ဟာတူတူပဲလို့ဒီလိုယောဂီပုဂ္ဂိုလ်အနေနဲ့ရှုမြင်ဖို့ဆိုတာပါနော်ဟောနောက်တစ်ခုဘာကြောင့်ဥပတ္တကလို့ပြောရတာတုံးဆိုဓာတုပတ္တထတာယအပြစ်နာစာတွေစိတ်ပိုင်းဆိုင်ရာအပြစ်နာစာပဲဖြစ်စေကိုယ်ခန္ဓာနဲ့ပတ်သက်တဲ့အပြစ်နာစာတွေပဲဖြစ်စေ ခန္ဓာရှိနေလို့ရှင်ရောက်လာမှာပဲအလုံးဟာဒီလောကမှာကြုံတွေ့ရတဲ့မကောင်းတာတွေမှန်သမျှခန္ဓာရှိတဲ့ပုဂ္ဂိုလ်တွေကြုံတွေ့ကြရတာဟုတ်အဲ့ဒါကြောင့်မို့လို့ဒေါသဆိုတဲ့အပြစ်တွေအလုံးစွက်ကပ်နေရဖြစ်တော့ကြောင့်ဥပတ္တကတဲ့ဒီလိုဆိုလို့ရဟောနောက်တစ်ခုကတော့ဥပတ္တခောဝိယ အနတ္ထိဝါဒနာရဟတာယနောက်တတိယအချက်ကခန္ဓာ၅ပါးကိုဥပသက်ကဆွက်ကပ်နေတဲ့ဘေးရန်အနေကြီးလို့ဘာလို့ပြောတာတုံးလို့ဆိုနော်ဥပသက်ကဆိုတာနတ်ဖန်းစားတာတို့ဘလူဖန်းစားတာတို့ဆုံးပြုစားတာတို့ဆိုလို့ဖြစ်လာတဲ့ယောဂဝေဒနာတွေပေါ့။ဘိုက်ထဲမှာအလုံးကြီးရှိနေတာတို့ဖန်းစားလို့ အမျိုးမျိုးပေါ့လေအဲ့ဒီဒီနတ်ဆိုးနတ်မိုက်တွေဖန်စားလို့ဒီဖန်စားလို့ရလာတဲ့ယောဂဝေဒနာတွေဥပတ္တကအဲ့ဒီဥပတ္တကတွေဟာတဲ့ဆွတ်ကတ်နေတဲ့အရာတွေဟာဘယ်လိုမှသိခနိုင်မို့ရမဖြစ်နိုင်ဘူးတဲ့ဒီလိုဆိုလိုတာဒီယောဂဝေဒနာတွေဟာ အဓိဝါဒနာအနတ္တိဝါဒနာရဟတာယခန္ဓာကြီးမရှိနိုင်တော့အောင်ဒီယောဂါတွေဟာပြင်းထန်တယ်လို့အဲ့ဒီခန္ဓာကိုယ်ကြီးရထားတဲ့ပုဂ္ဂိုလ်တွေဟာအဲ့ဒီလိုပဲယောဂါမျိုးစုံဆက်ကပ်လာတာဖြစ်သောကြောင့်ခန္ဓာကြီးတွေမရှိကြတော့ဘူးနောက်ဆုံးမှာဆရာတော်ကြီးတပါးကမ္မထံပွားသလိုပဲခန္ဓာရင်ခံမကန်းနိုင်ရင်သိဆိုတာပဲเนาะ ခံနိုင်တော့တော့ခံနေကြမခံနိုင်တော့ဘူးဆိုတော့တည်သွားတာပဲပေါ့အဲ့ဒါလို့ခန္ဓာရေမရှိတော့အောင်ခန္ဓာကိုယ်ကြီးကနှိမ့်ဆက်တတ်တာဖြစ်တော့ကြောင်းခန္ဓာကိုယ်ကြီးကိုဥပတ်သက်ခါလို့ဒီလိုဆိုတာတဲ့ဒါကြောင့်မလို့ဝိပဿနာရှုတဲ့ပုဂ္ဂိုလ်တွေအနေနဲ့ကိုယ်ခန္ဓာကိုယ်ကိုအာယုံဆိုင်ပြီးတော့အေးငါမှာဆွဲကတ်နေတဲ့ ဒုက္ခပေးနေတာဘယ်သူကဒုက္ခပေးနေတုံးဆိုဟောဒီယုတ်ဝေဒနာတင်ကြသင်္ခါရဝိညာဉ်ဆိုတဲ့ဒီခန္ဓာ၅ပါးကြီးကဒုက္ခပေးနေတာပဲအဲ့ဒီခန္ဓာ၅ပါးကြီးကိုအကြောင်းပြုပြီးတော့ဒုက္ခတွေအမျိုးစုံကြုံတွေ့ကြရတယ်အဲ့ဒီကြုံတွေ့ရမှုဟာဟောဒီခန္ဓာ၅ပါးကြီးရှိလို့ကြုံတွေ့တာဖြစ်တယ်လို့အခုလို့မှန်ကန်တဲ့အမြင်နဲ့ရှုမြင်သုံးသပ်တာဟာလည်းပဲဝိပဿနာဉာဏ်တစ်မျိုးပဲ အနိစ္စလို့ရှုကြလို့ပဲစွက်ကတ်နေတဲ့ဘေးရန်အန္တရာယ်ကြီးတစ်ခုအနေနဲ့ရှုမြင်သုံးသပ်နိုင်ရမယ်တဲ့အဲ့ဒီရှုမြင်သုံးသပ်လို့ရှိရင်ဘာဖြစ်လဲအနုလောမိကံခန္တိန်ပฏิလဝတိမဉ္ဉံပေါ်မှာလျော်စွာဖြစ်နိုင်တဲ့လျော်စွာဖြစ်လို့အနုလောမိကစွမ်းအားထက်မြက်သည့်အတွက်ကြောင့်ခန္တီး အဲ့ဒီစကလုံးနှလုံးကိုပေါင်းစပ်ပြီးတော့အနုလောမိကခန္တီဆိုတာသင်္ခါရုပ္ပခဉာဏ်နဲ့မဲ့ဉာဏ်တို့ရဲ့ရှားမှာအစဉ်အမြဲဆုံးဝိပဿနာဉာဏ်တရားတစ်ခုဖြစ်ပေါ်လာနိုင်တယ်လို့ဒီလိုဆိုတာနော်ဒါကြောင့်မလို့ခေါင်းကြီးတို့တွေကိုယ်ခန္ဓာ၅ပါးကိုကိုယ်အယုံစိုက်ပြီးတော့အေးဆွက်ကပ်နေတဲ့ဘေးဥပ္ပအန္တရာယ်ကြီးပဲခန္ဓာကြီးရှိနေဒုတဏ္ဏမှာဒုက္ခပေါင်းစုံ အကျိုးမဲ့ဘောင်းဆောင်ဟာရောက်ရှိလာတယ်ရောက်ရှိလာနိုင်တယ်လို့ဒီလိုခန္ဓာတွေပေါ်မှာရှုမြင်သုံးသပ်လိုက်ဘယ်လိုအကျိုးရလဲလို့ဆိုခန္ဓာတွေပေါ်မှာကြောက်ရွံ့လာပြီးတော့ခန္ဓာကိုမလိုချင်တဲ့အနေအထားမျိုးဖြစ်လာတယ်ခန္ဓာပေါ်မှာတွေ့တံမှုတွေအာကိုမှုတွေယုံကြည်မှုတွေမရှိတော့ဘူးခန္ဓာပေါ်မှာငြိမ့်ငွေ့ကြောက်ရွံ့လာပြီးဆိုတဲ့အခါခန္ဓာကိုရလိုတဲ့ တွေ့တာတဲ့တဏှာဆိုတာလည်းပဲယော့ပါပြီးသွားတယ်။နောက်ဆုံးမှာတဏှာကိုလုံးဝဖယ်ရှားလိုက်နိုင်ပြီဆိုတဲ့အခါမှာဘာဖြစ်လဲ။တဏှာကဒီခန္ဓာ၅ပါးကိုဖြစ်စေတာဖြစ်လို့နော်။တဏှာကခန္ဓာ၅ပါးကိုဖြစ်စေတာဖြစ်တော့ကြောင့်တဏှာကိုဖြတ်လိုက်နိုင်တာနဲ့တပြိုင်နက်ခန္ဓာ၅ပါးဟာအပြည့်အစုံချုပ်ငြိမ်းသွားတယ်။အဲ့ဒီအပြည့်အစုံချုပ်ငြိမ်းသွားတော့မှ ဆွဲကပ်နေတဲ့အန္တရာယ်ဆိုတာလေအပြီးသက်ချုပ်ငိမ့်သွားတယ်အဲ့ဒါဟာနိဗ္ဗာန်ပဲလို့ဝိပဿနာဉာဏ်ရှုတဲ့ပုဂ္ဂိုလ်ဟာသဘောကျလာပြီးတော့ပစ္စနံခန္ဓာနံနိရောဓောအနုပတ္တကံနိဗ္ဗာနံတိပတ္တံတောသမ္မတနိယမံဩကမတိပစ္စနံခန္ဓာနံခန္ဓာ၅ပါးတို့ဤနိရောဓော ချုပ်ငိမ့်သွားမှုသည်အနုပတ္တကံဆွဲကပ်နေတဲ့ဘေးရန်အန္တရာယ်ကင်းတဲ့နိဗ္ဗာန်တည်းနိဗ္ဗာန်ပဲရလို့ပတ္တံတော်ရှုမြင်တဲ့ယောဂီပုဂ္ဂိုလ်ဟာတမ္မတ္တနိယမတမ္မတ္တနိယမလို့ဆိုရက်မက်သူဥက္ကမတိဝင်ရောက်သွားနိုင်တယ်လို့နိဗ္ဗာန်ကိုအာရုံပြုတဲ့မက်ဆေ့ပေါ်လာပြီဆိုရင်ကိလေသာတွေကိုဖယ်ရှားပြီးတော့နော်ကိလေသာတွေကိုအပြည့်အစုံဖယ်ရှားပြီး ခန္ဓာဆိုတဲ့ဒုက္ခကြီးကနေလွတ်အောင်ဆောင်ရွက်ပေးနိုင်တယ်လို့ဒီလိုဆိုတာပေါ့ဒါကြောင့်မို့လို့ခန္ဓာကိုယ်ရဲ့အဖြစ်ကိုမြင်နိုင်သမျှမြင်အောင်ဘုန်းကြီးတို့တွေဝိပဿနာဉာဏ်နဲ့ကြည့်တတ်ရှုတတ်ဖို့ရအတွက်ရသော်ဘုရားကဒီလိုဟောတာ